ဆောင်းခိုဖို့အတွက်လူတွေနေတဲ့မြို့တွေရွာတွေပဲကိုဆင်းလာတာလည်းဖြစ်နိုင်တယ်။ဘာဖြစ်လို့တော့ဆိုကနေ့ခေတ်မှာဆိုတော့ရှင်တိဘက်ဒေသမှာနေကြတဲ့တိဘက်လူမျိုးတွေအခုအိန္ဒိယမြောက်ပိုင်းမှာလက်ဒတ်ဆိုတဲ့ပြည်နယ်မှာနေကြတဲ့တိဘက်တွေဟာ600ရာသီဆိုလို့ရှိရင်ဗာရဏသီမြို့ဘက်ကိုဆင်းလာကြတယ် ဆောင်းရသည်ဆိုရင်ဘုရားကရာတို့ဗာရဏသီတို့လာပြီးတော့တိဘက်တွေဟာအဲ့ဒီမှာလာနေကြတယ်ဆောင်းကျွတ်တော့တစ်ခါပြန်တက်သွားကြတယ်သူတို့ခိမောတာမှာဆောင်းရသည်ကအလွန်အေးတာအလွန်အေးတော့ဆောင်းခုဖို့အတွက်လာတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ယသိတွေဟာဆောင်းရသည် ရောက်လို့ရှိရင်အော်အနေဘက်ကိုဆင်းလာကြပြီးတော့မြို့ရီရွာတွေမှာလှည့်လည်ပြီးတော့နေထိုင်ကြတယ် ဲ့လိုနေရင်ကဒီယသိနှစ်ဦးဟာလည်းပဲခရီးစဉ်တိုင်းနောက်ဆုံးပဲထိရောက်လာတော့ဆိုပါရဏသီထိအောင်ရောက်လာကြပါရဏသီမျိုးကလူသူတိတ်ဆိတ်ပြီးတော့အဆောင်အကျပ်ရှိတယ်အေးချမ်းချမ်းနေလို့ရတယ်ဘယင်ပိုင်နဲ့ဥယျာဉ်ထဲမှာသွားရောက်နေတယ် အဲ့တော့ဥယင်ဆိုတာတော့ဂဏိခေပြောမယ်ဆိုလို့ရှိရင်တော့ဘယင်နေစိုက်ပြုတ်ထားတဲ့သီးနှံနေစိုက်ပြုတ်ထားတဲ့တပင်းနေစိုက်ပြုတ်ထားတဲ့ခြံကြီးတွေဖြစ်လိုက်တယ်တောတွေစိုက်ပြုတ်ထားတဲ့သဘာဝတောတွေသဘာဝတပင်းတွေပမ်းမင်းတွေအဲ့လိုဟာတွေစိုက်ပြုတ်ပြီးတော့အဆောင်ရှောက်နဲ့ထားတဲ့ဥယင်ခြံကြီးတွေကိုပြောတယ်အဲ့ဒီဘယင်ပိုင်တဲ့ဥယင်ခြံကြီးတွေဆိုတာ ဆောင်းရှောင်းမှုရှိသည့်အတွက်ကြောင့်နေရာထိုင်ရအဆင်ပြေတယ်ပေါ့အဲဒါကြောင့်မို့မင်းပိုင်တဲ့ဥယျာဉ်ထဲကိုရောက်လာပြီးတော့ဆောင်းရသည်မှာဆောင်းခိုးတဲ့အနေနဲ့အဲ့ဒီမှာနေကြတယ်တဲ့အဲ့တော့ဒီနေ့ကျတော့ဘုရင်ကဘုရင်ရဲ့ဥယျာဉ်မှုလုံးတဲ့လူကဥယျာဉ်ထဲမှာထွက်တဲ့ တတိဝလံပမ်းမှန်လေးကိုပရင်ထံလက်ဆောင်ပေးဖို့ယူသွားရင်ပရင်စီပရင်ကြီးစီသွားခါးစားတဲ့အခါမှာဥယျမှုဘုရင်ကပြောလိုက်တယ်ငါတို့ဥယျင်စားကိုဥယျင်ကိုပြောပွဲစားထွက်ကြမယ်ဥယနာခိတိတံကိလေသာမဆိုလမ်းတော်ထဲမှာဒီတိုင်းပဲနေနေရတာလူဆိုတာအဆောင်ဦးကြီးထဲမှာအကြာကြီးနေရရင် ကြီးဝေးလာတယ်ပေါ့ဒါကြောင့်မို့တော်ထဲမှာထွက်မယ်ဥယျင်ဆိုတဲ့တော်ထဲမှာငှက်တွေရှိတယ်တိရစ္ဆာန်တွေရှိတယ်တဘာဝတော်တောင်တွေဖန်တီးထားတာရှိတယ်ဟိုအလောက်ဆင်ထားတဲ့ဥယျင်မဟုတ်ဘူးဒါတရားတော့ဥယျင်ဆိုလို့ရှိရင်တော့ဟိုပြုပြင်ပြီးတော့အလောက်ဆင်ထားတာမဟုတ်ဘဲနဲ့ခြံကြီးတွေလို့ပြောချင်းပြောလို့ရတယ် နော်တောအုပ်ကြီးတွေကိုဘုရင်တွေစောင်းလျှောက်ထားတဲ့တောအုပ်ကြီးတွေတဘာဝတောအုပ်ကြီးတွေအဲ့တောအုပ်မှာငှက်တွေလည်းရှိကြတယ်သာသမိအနေနဲ့ရှိကြတယ်ရှင်အိုင်တွေလည်းရှိတယ်ပန်းမျိုးစုံတွေလည်းရှိတယ်အဲ့ဒီဥယျာဉ်ဘက်ကိုဘုရင်ကြီးကထွက်လာဥယျာဉ်ပြောပဲဆိုတာထက်မဲ့သူ့သူ့ကိုမှားလိုက်တော့ဥယျာဉ်ဘက်ကိုရောက်လာအဲ့ဒီမှာဘုရင်လာတော့မယ်ဆိုရင် तू ကဥယျာဉ်ထဲမှာ ပန်းရှိလိုရတယ်လုံညုံရေးတွေစီမံရတယ်ပြင်သွားမဲ့နေရာတွေအကုန်လုံးဥယျာဉ်မှုဆိုတာတကယ်ကတော့အဲ့ဒီဥယျာဉ်လုံညုံရေးဆွမ်းရှောက်ရတဲ့ပုံကိုယ်တွေပေါ့သူကတော့ခေါင်းဆောင်ပေါ့အဲ့ဒီဥယျာဉ်ဥယျာဉ်မှုဆိုတဲ့ပုံကိုယ်ကပြင်လာလို့ရှိရင်အဆင်ပြေဖို့အတွက်အလုံးပြင်ဆင်ထားတယ်အဲ့ဒီကိမှုအတွက်အလုံးပြင်ဆင်ထားတော့ပြင်းကြီးက အဲ့ဒီဥယျင်ကိုနောက်လိုက်နောက်ပါအချမ်းရများစွာနဲ့ဥယျင်ကိုပျော်ဝဲထွက်လာတယ်ပေါ့အဲ့ဒီအချိန်မှာခုနကရသေနှစ်ဦးဗောဓိကုမာရရသေနဲ့လူဘကဇနီးဖြစ်တဲ့ရသေမတို့ဟာဥယျင်ထဲမှာသူတို့လည်းအေးချမ်းချမ်းတဲကြောင်လေးတွေနဲ့ဆောက်လုပ်ပြီးတော့နေထိုင်ကြတယ် အဲ့လိုနေတာကိုဘီရင်ကြီးကဥယျာဉ်ထဲမှာသူလှက်ပတ်ကြည်ရင်ကနေပြီးတော့ရသေးចောင်းနေပဲကိုရောက်သွားတယ်ရသေးနှုတ်ဦးဟာတဲចောင်းလေးတွေနဲ့တဲចောင်းဆိုတော့နေဖြစ်ုံလေးစောက်ထားတဲ့ဟာတွေဖြစ်ပါလေဟမ်ကာယံအိန္ဒိယမှာဆိုတဲပုတ်ကလေးတွေနဲ့နေတဲ့လူတွေအများကြီးရှိတယ်သူတို့လည်းနေဖြစ်ုံအမိုးကာလေးနဲ့စောက်ထားတာလေးတဏ္ဍာပြန်ပြန်နဲ့ လဲကျင်းပြီးတော့တိပင်းဒီမှာတဲလုံးတဲလေးနှလုံးနဲ့နေထိုင်တဲ့ရသေးတွေဘုရင်ကြီးကဥယျာဉ်ထဲလက်ပိုင်ရင်ကြည့်တော့အကြည့်တော့ဒီဥယျာဉ်ထဲမှာနေတဲ့ရသေးမလေးကအသက်အရွယ်ကလည်းဒီလောက်အကြီးအရွယ်ရှိသေးတယ်ပေါ့နော်အရွယ်ရှိသေးတယ်ပင်ကူကလည်းပဲ ရှုပ်ဆင်းကမတမလှပ်ပါတယ်ပြမပြေကလာတာဆိုရုပ်ကလည်းတန့်နေလှလည်းလှတယ်ရသေးဝလီနဲ့ဆိုပို့ပြီးတော့ဟိုကြည့်ကောင်းတယ်လို့ပြောမှာပေါ့နော်အဲ့တော့ဘုရင်ကြီးကသူ့လည်းတွေးလိုက်ရောဘုရင်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကစိတ်ကိုလွတ်ထားတဲ့ပုဂ္ဂိုလ်တွေလေစိတ်ကိုလွတ်ထားတာလိုချင်စရာရှိရင်လိုချင်တယ်စိတ်ဆိုးစရာရှိရင်စိတ်ဆိုးတယ် ပါမနာရီကြီးတယ်တော့ဘုရင်ဆိုတဲ့ပုဂ္ဂိုလ်ကကိုယ့်ကိုထိန်းချုပ်မှုမရှိကြဘူးအကြီးတော့ तू စိတ်แท้ထင်တာလောက်တဲ့သူတွေပေါ့သူ့ကိုအုပ်ချုပ်မဲ့လူမရှိတော့အဲ့တော့ယသိမလေးကိုမြင်တဲ့အခါမှာယသိမကိုမျက်စိကြားတယ်ပေါ့နော်မျက်စိကြားတော့သူ့အဖော်ယသိရှိကိုသွားတယ်သွားပြီးတော့ ဒီအသေးမှကိုရောနဲ့ဘာတော်လုံးလို့သွားမေးတာကိုရောနဲ့ဘာတော်လုံးဆိုအဲ့တော့ဖခင်လောင်းယသိကပြောပြတယ်အခုဘာမှမတော်ပါဘူးတဲ့သူနဲ့ဘာမှမတော်ပါဘူးဒါပေမဲ့သူတို့တူတူရသေးဝတ်လာခဲ့ကြတာပါတဲ့တရားကျင့်မော်ကျင့်မဲ့ပါတဲ့ဒါပေမဲ့လို့တော့လူဘွားတုန်းကတော့သူ့ရဲ့စနီးပါလို့ပြောတယ် အမှန်တိုင်းဖွင့်ပြောတာပေါ့နော်အဲ့လိုပြောတဲ့အခါမှာဖီးရင်ကြီးကဘာမှမတော်ဘူးဆိုတာလေးပဲသူကစိတ်ထဲမှာမှတ်ထားရသေးကလည်းအခုချိန်မှာဘာမှမတော်တော့လူဘွားတော်ကသာပြီးတော့ပေးစားထားတဲ့ဇနီးတွေဆိုတာကိုပြောတယ်ဘာမှမတော်ဘူးဆိုတော့သူက အဲ့ဒီရသေးမလေးကိုပြည်ပြားမြောက်ခြင်းအတင်းပြည်ပြားမြောက်ကိုစူးစမ်းလာဒါလောကကြီးမှာဖြစ်နေဖြစ်တာရှိတဲ့ကိစ္စတွေပါဒါအထူးစားတော့မဟုတ်အဲ့တော့မိပြားကိုတင်းကျပ်ခေါ်သွားဖို့ဒီမိပြားအဖြစ်တင်းမြောက်ဖို့ဒီရသေးမလေးကိုအတင်းကျပ်ခေါ်သွားမယ်ဆိုရင်ရသေးရဲ့စိတ်ကိုစမ်းကြည့်တာ ကိုရောနဲ့ဘာမှမတော်ဘူးအခုဘာမှမတော်ဘူးဆိုလို့ရှိရင်သူ့ကိုနန်းတော့ခေါ်သွားမယ်နန်းတော့ခေါ်သွားမယ်ဆိုလို့ရှိရင်ဘာများလှုပ်ပါလဲစူကန်းကြည့်အောင်မယ်ဆိုပြီးတော့ဘရင်ကြီးကသူ့ကိုပြောတာယောတိအိမံဝိတလက်ခိပြီးရန်တံမိတ္တပါတိနေ ဲ့တော့ရေသိမလေးကအတော်ချောတာချောတော့သူ့ရဲ့မျက်လုံးလေးကလည်းမျက်လုံးမျက်လုံးပြူးပြူးပေါ့ပြူးပြူးဆိုတာမျက်လုံးကျဲတယ်မျက်စိမေးမေးမဟုတ်ဘူးမျက်လုံးကျဲကျဲဟောမျက်လုံးကျဲကျဲနဲ့တောက်ပါသောမျက်လုံးရှိတယ်ပြီးရန်တန်မိတပါသိနေစကားပြောလို့ရှိရင်လည်းချစ်ခင်ပွဲရာတူတူတက်တာ ပြောတတ်တယ်။တန်ချိုချိုများများနဲ့ပြောတတ်တယ်ပေါ့။အဲ့ဒီလိုယသိမရဲ့ပုံမှန်တရားကိုကြည့်ပြီးတော့ရလုံးကျဲကျဲတူတူရေပြီးတော့ပြောတတ်တယ်။ဟောဒီယသိမလေးကိုအတင်းကျပ်ခေါ်သွားမယ်ဆိုရင်ကိုတော့ဘာလုပ်မလဲ။အတင်းခေါ်မဲ့ပါလုံးနဲ့လို့ဆိုအဲ့ဒီမှာ ဝရိကုမာရယသေးကဗာပြန်ပြောတော့ဆိုဥပ္ပစီမိနတ်မုတ်စီရနိုင်ရင်နေမှာတော့ဒေါသတော့ဖြစ်မယ်ဒါပေမဲ့လို့ငါဒေါသကိုထိ ंछ ုပ်မယ်ဥပ္ပစီမိနတ်မုတ်စီရရှင်နေကမကြည်နဲ့တဲ့ဒေါသတော့ဖြစ်မယ်ပတရားဘူးပတရားလောက်ကမကြိုက်လို့မကြိုက်တဲ့ဒေါသတော့ဖြစ်မယ်ဒါပေမဲ့ဖြစ်လာတဲ့ဒေါသကိုထုတ်မပြောဘူး လာမေမုံစေးရဇီဝတော့ငါအသက်ရှင်နေတဲ့မြတ်ကလပတ်လို့ငါတော်သားဖြစ်တာကိုဘယ်တော့မှမသိเสียရအောင်ရဇံဝဝိပုလာဟုတ်ထိခိဗ္ဗပေဝနိဝရေတပေါင်းတစ်ခုမှာဖုန်နေရလွင့်တက်ပြီးကောင်းကင်ကြီးတစ်ခုလုံးဟိုခမိုင်းမိုင်းဖြစ်နေတတ်တယ်ပေါ့အရာဒီသားမှာဆိုရင်ကြည့်ကြည့်လိုက်ဘိုးမရောချင်းတပေါင်းတစ်ခုကဆုံဆိုတဲ့ချိန်လေးမှာ ကောင်းကင်မှာမြူးမုံတွေဆိုင်းနေတတ်တယ်ပေါ့အဲ့ဒီမှာမိုးကြီးရွာချလိုက်လို့ရှိရင်အဲ့ဒီမြူးတွေကပြောက်သွားတယ်ကောင်းကင်ကြီးကကြည်သွားတယ်အဲ့ဒါလိုပဲတဲ့သူ့ရင်ထဲမှာဖြစ်လာတဲ့ဒေါသကိုသူထိ ंछ ုပ်ပြီးတော့ဖယ်ရှားပြစ်မှာပါလို့ရှင်နေကဒေါသဖြစ်လာမဲ့ဆိုရင်ဘယ်တော့မှအပြင်ကိုမထွက်စေရဘူးတော့ ငါအသက်ရှင်နေတဲ့ကာလပတ်လုံးငါဒေါသအပြင်ကိုမထွက်စေရဘူးအရင်ကဒေါသမဖြစ်ဘူးလို့တော့မပြောဘူးသူဖြစ်မယ်အေးမိုးကြီးရွာချလိုက်တဲ့အခါမှာလွင့်နေတဲ့မြုံမုံကြီးပျောက်ွယ်သွားသလိုပဲငါရင်ထဲမှာဖြစ်လာတဲ့ဒေါသဟာမိုးရွာချလိုက်သလိုပျောက်ွယ်သွားမှာပဲဖြစ်တယ်လို့ယသေးကအဲ့လိုပြောပြီးတော့ ူကရဲရဲဝံ့အဲ့လိုဘယင်းကိုပြန်ပြီးတော့ပြောလိုက်တဲ့အခါမှာဒီလိုရသေးကပြောတာကိုဘယင်းကြီးကနားလဲဖို့တော့ကောင်းတယ်ပေါ့သို့တော့နားမလဲဘူးသူ့ရင်ထဲကဒီရသေးမအပေါ်မှာဆွဲလန်းနေတဲ့စိတ်ကြောင့်မလို့သူ့စိတ်ကိုသူမတားမြင်နိုင်တဲ့အခါအမတ်တယောက်ကိုမိတ်ပေးလိုက်တယ်ဒီရသေးမကိုနန်းတော့ခေါ်သွားလိုက်ဆိုပြီးတော့အတင်းဆွဲခေါ်ခိုင်း เนาะအဲ့ဒီသိမလေးအတင်းဆွဲပြီးတော့ခေါ်သွားကြတယ်နန်းတော့ခေါ်သွားအဲ့တော့ယသိမအဒမောလောကေဝတ္တိအာယုတံသူပါပြောတော့ဆိုအေးလောကကြီးရောမတရားမှုတွေတော့ဖြစ်နေပြီမလုံးသိတဲ့အလုပ်တွေလုပ်နေကြပြီလို့ဆိုပြီးအော်ဟေ့ငိုကြွေးတယ်သူကဟောငိုရုံပဲသူငိုနိုင်တယ်ပေါ့ ဗတရားဘူးမတရားဘူးဆိုတာတော့ပဲပြောပြီးတော့အဲ့ဒါလို့မင်းမူရန်တွေကလမ်းတော်ထီအောင်သူ့ကိုခေါ်သွားကြတယ်ဖျားလောင်းကတော့အဲ့ဒီအချိန်မှာသူကဘောဒီကုမာရယသိကတော့ခေါ်သွားတဲ့အခါမှာတစ်ချက်ပဲလှမ်းကြည့်လိုက်ပြီးနောက်ထပ်ငုံပြီးတော့သူ့ သူတင်ကားပဲသူချုပ်နေတယ်ရသေးဝတ်စုံကိုချုပ်နေတယ်အဲ့နဲ့ချုပ်ရတယ်ပေါ့သူတို့နောက်ထပ်မကြည့်တော့သူတို့ခေါ်သွားတာကို तू ကဘာမှဝယ်မပြောဘူးဒီတိုင်းပဲနေလိုက်တယ်ဘုရင်ကလည်းပဲအဲ့ဒီနန်းတော်ကိုအတင်းကျပ်ခေါ်ခိုင်းသွားပြီးတော့အခန်းတစ်ခန်းထဲမှာလှောင်ထားလိုက်တယ်လှောင်ထားပြီးတော့အမျိုးမျိုးခြာရောင်သေးဆောင်တယ်ပေါ့မိဖုရားမြောက်မဲ့အကြောင်းလေး